တောက်ကြသာသမီမိတ်ဆွေတွေ2025ခုနှစ်ခုနလပိုင်းအတွင်းမှာအဆက်ဆက်အရရအစင်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းနဲ့တောက်ကြသာသမီမိတ်ဆွေတွေကိုစီကိုစီအားလုံးကျမ်းမာပဂရိချမ်းသာခြင်းရှိကြပါစေကြောင်းဆရာကဒီကနေ့လိုက်လိုက်လဲလဲမြတ်တာဖို့ဆုတောင်းထောပနာပြုတာရင်းနဲ့ဆရာပက္ကသနာတွေမရှိဘူးတဲ့ဆရာပြောရမယ်ပက္ကသနာတွေကသင်ရင်ထားရမှာဗျာနော်အခုလို့ ငါလင်လုတ်တဲ့ဘေးရေဘေးမိဘေးမှာတည်နေရတဲ့အခါအရှိကိုအရှိအတိုင်းပြောပြပြတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဘဝဆိုတာတော်တော်လေးပြန်တော့ဘဝဆိုတဲ့အချိန်ကမွေးဖွားပြီးရင်တည်ဆုံးရတဲ့ဘဝအတွင်းမှာဆရာကတော့ကိုဇပ်ဖြူစင်ပြတာမျိုးဖြစ်နိုင်လို့ရှိရင်ဘဝအချိန်ခဏလေးတော်တယ်မှာကိုကိုကိုအဆန်းလို့ပေါ့ကောင်းတာတွေလိုက်လုံနေဖို့ထားငါကောင်းအောင်ဘယ်လိုလေးများစူးစမ်းပြီးရလဲဆိုတာလေးပဲဆရာတွေးပါလိမ့်မယ်။ ထောင်ကြီးဆိုတော့စလိုက်တော့မယ်နော်အများကြီးပြောရင်ပြောရင်များတော့ဆိုလို့တောက်ကြသာသမီမိတ်ဆွေတွေဒီ2025ခုနှစ်ခုနှစ်လပိုင်းတွင်မှာတောက်ကြသာသမီတွေလည်းကိုစတင်လိုက်ပါမယ်တောက်ကြသာသမီတွေအနေနဲ့လက်ရှိကာလအတွက်ဒီမှာဘာကိုဖြစ်ဖြစ် စိတ်တိုင်းမကြနေတာမျိုးအားမရတာမျိုးတွေကြုံရတတ်တယ်။လက်ရှိလုပ်ငန်းအလုပ်နဲ့ပတ်သက်ပြီးတော့အခြားတနေရာကိုယုံထွက်ခြင်းတဲ့စိတ်တွေပြေးထွက်ခြင်းတဲ့စိတ်တွေဖြစ်နေတာမျိုးလက်ရှိရှိနေတဲ့နေရာကိုစိတ်တိုင်းမကြနေတာမျိုးလက်ရှိရှိနေတဲ့အလုပ်ကို ဘဝမကြနေတာမျိုးလက်ရှိရှိနေတဲ့နေရာထိုင်ခင်းကနေပြီးတော့အခြားတနေရာကိုပြောင်းရင်ကောင်းမလားဆိုတဲ့ကိစ္စလေးတွေအပြောင်းအလဲနဲ့စဉ်းစားခြင်းတွေတွေးခေါ်နေတော့အလအပတ္တကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့ဒီကာလအတော်တည်းမှာတောက်ကြတာသမီးမိတ်ဆွေတွေကဒီတတာအတော်တည်းမှာဆိုရင်တော့အဲတောက်ကြတာသမီးမိတ်ဆွေများကိုဒီအပတ္တအတော်တည်းမှာသတိထားစဉ်းကျင်မိရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာကောင်းပြီဒါအပြင်တောက်ကြတာသမီးတွေကဘာကိုဖြစ်ဖြစ်ဒီလဟာမိတ်ဆွေတို့ရဲ့ကံကိုက တုံတိုက်တိုက်ကြားကြိုက်ကြိုက်ဆိုတဲ့ကာလာမျိုးဆုံးဖြတ်ရတာမျိုးဂျုံဟတ်တက်တဲ့အတွက်ကြောင့်မလို့သေရင်မြေကြီးရှင်ရွှေတိဆိုတဲ့အတိုင်းပဲဘာကိုလှုပ်လို့အစမှရုံးကန်ဟာတက်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းတစ်ခုခုကိုလှုပ်တဲ့အခါမှာဇွဲကလေးအနှင်းငယ်ထည့်ပြီးလှုပ်ဆောင်တာမှတော်ကာကြမယ်လားဘာကိုဖြစ်ဖြစ်စူးစမ်းမှုကိုရေပေါ်စီလှုပ်တာမျိုးထက်တာမန်ပင်ကိုထက်ပို့ပြီးတော့ဖင်မြဲအောင်ဇွဲမြဲအောင်အားချီအောင်လှုပ်ဆောင်တင်တော်လားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာ ဒါပြင်တောက်ကြတာမျိုးစုတွေကဒီအပတ်တာတော့ဒီမှာကျမ်းမာရေးကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာအသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေတွေးတိုးတွေးတက်ရှိတဲ့မိတ်ဆွေတောက်ကြတာသမီးတွေတတိထားဆင်ကျင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။ယာတီအကူပြောင်းကာလာလေးတွေကြောင့်ကျမ်းမာရင်းနဲ့ပတ်သက်လာရေးအချွေအမြင့်မရှိပဲညံ့နေတာမျိုးလေးတွေဘာဖြစ်လို့ဖြစ်မှန်းမသိတာမျိုးလေးတွေအဲခြေလက်အင်္ဂါလေးလံမတည်ကျင်တာမျိုးလေးတွေဘာကိုဖြစ်ဖြစ် ခမဲလို့တလို့ကစိတ်တိုင်းကြမနေတာမျိုးလေးတွေဖြစ်ရတတ်တယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်မကြည်မလင်တာမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်တော့မိမိအိမ်ကမျက်စွာဖျားမှာတောက်ရည်လေးတပ်ပေတာမျိုးရည်တပ်ပေတာမျိုးတောက်ရည်လေးများများလှူတာမျိုးလေးတွေလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထားလောင်းပြောကြလိုက်ပါရစေခင်ဗျာမိတ်ဆွေတောက်ကြတာသမီးတွေကဒီလာတာတော့ဒီမှာ ယူကျူးမှာတင်ပြီးသွားရေးတဲ့ဟုတ်မိတ်ဆွေတောက်ကြသားသမီးတွေဒီလတာတော်တွေမှာအချိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ဖော်ပြပေးပါစေဒီလတာတော်တွေမှာအစ်စ်တွေစတင်လှုပ်ဆောင်တာမျိုးဟာအားနည်းစေသောလာဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်လုပ်ငန်းလက်ရှိရှိနေတဲ့အလုပ်မှာပုံမူစူးစမ်းပါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အချင်း လက်ရှိရှိနေတဲ့အလုပ်မှာပုံမှုပြီးတော့စူးစမ်းအောင်မြင်တာမျိုးလုပ်ငန်းတိုးချဲ့တာမျိုးအလုပ်တိုးချဲ့တာမျိုးတွေဟာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါလေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတိုးချဲ့လှုပ်ဆောင်တာမျိုးခြေတိုးဆောင်ရလှုပ်ဆောင်တာမျိုးဒီအားသာကောင်းမှုတိုးတက်နိုင်ပါတယ်အလုပ်ရှာနေသူတွေအလုပ်သေးရရှိစေနိုင်ပါတယ် ဒါအပြင် လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ယာဒူးတိုးတာမျိုးယာဒူးတက်တာမျိုးလေးတွေကြုံရတတ်တယ်လို့နေရာထိုင်ခင်းအပြောင်းလဲလေးတွေကြုံရတာမျိုးလေးတွေနေရာထိုင်ခင်းအသစ်ပြောင်းရတာမျိုးတွေယာဒူးတိုးယာဒူးတက်လာမျိုးလေးတွေကြောင့်အပြောင်းလဲနဲ့တိုးတက်ခြင်းတွေအားသာဖြစ်ကျင်းနေအများကြီးတွေ့မဲ့ကာလဖြစ်ပါတယ်ခင်ဗျာငွေကြီးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲစီကမူအထုတ်လိုက်အထည့်လိုက်ပြန်လဲဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ငွေကြီးကဟာအင်မတန်အားသာကောင်းမွန်သောလာဖြစ်တယ်ငွေကြီးနဲ့ပတ်သက်တာတွေအမြင့်တားကြီးနဲ့ပတ်သက်တာတွေ အချစ်တို့ဆောင်ရလှုပ်ဆောင်တာမျိုးဟာမိတ်ဆွေတို့ရဲ့ဒီလမှာကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာငဘုခသာသမီမရရှိသူတွေသာသမီရရှိတာမျိုးတွေကြုံရတတ်လို့မထင်မှတ်ဘဲနဲ့အလူအတန်းကြီးကြီးတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေမှာကြီးကြီးမားမားတွေပြုလုပ်ရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေတောက်ကြသာသမီတွေကဒီလဟာဘာသာတရားနဲ့ပတ်သက်လို့လဲရှစ်တို့ဆောင်ရလှုပ်ဆောင်တိုးတက်လို့ကောင်းတော်လာဖြစ်ပါတယ်ဥဝိချမ်းမီပိုင်းတာမျိုး သာသမီရတာမျိုးလေးတွေကြုံရတတ်တယ်လို့ငကူကနာတာရှိဖြစ်နေတဲ့ကျမ်းမာကြီးလေးတွေမှာစီဝါအကောင်ဆရာသမားအကောင်တွေရဲ့အကူညီအပြင်းလေးတွေကြောင့်ဖြစ်ပေါ်နေသောယောဂတတလာမျိုးလေးတွေကြုံရတတ်တော်လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်ပဋ္ဌာန်းဆက်ကောင်ပုဂ္ဂိုလ်ကောင်မမြင်ရတဲ့အဆောက်အအုံကောင်တွေရဲ့အကူညီကောင်တွေကိုအဆောင်မမှုတွေရရှိတတ်တဲ့အတွက်တော့ဘာသာတရားလုပ်လေလေဂျင်းသေးပေါ့အခက်ခဲတွေကပြည်လဲပျောက်ကင်းလေဆိုတော့လာဖြစ်တာအတိအကျပဲဖြစ်တယ်ဆက်ပစ္စည်းနဲ့ပတ်သက်လာတဲ့အခါ ကိုကိုယ်တိုင်မောင်းနေတဲ့အခါသတိထားဆင်ကျင်ပြီးပါဆက်ပစ္စည်းလေးတွေထိခိုက်ချနာမှုမျိုးလေးတွေမလိုလားအပ်ပဲရင်ဆက်ပစ္စည်းရင်ခဏခဏပြတ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားဆင်ကျင်ပြီးရလိုအပ်ပါတယ်။ဘာကိုဖြစ်ဖြစ်စိတ်မရှိတာဟာမိမိရဲ့အားနည်းချက်ဖြစ်ပါတယ်ဒီလမှာ။ဘာကိုဖြစ်ဖြစ်အဲစကားပြောရင်စိတ်မရှိတာမျိုးအဲကိုကစေတနာနဲ့ပြောပေမဲ့အပြောမတတ်တာမျိုးလေးတွေကြောင့်ဝေဒနာဖြစ်ရတာမျိုးတွေကြုံရတတ်တယ်လို့ဒီလမှာတောက်ကြတာသမီးတွေဂျားသုံးဂျားမဝင်ကောင်းပါဘူးဘလို့ဂျားလဲ မိသားစုကြားတွေမှာကိုကဝင်ပြီးတော့စေတနာတွေပူတာမျိုးလေးတွေမှာအပူကူးဆက်တက်တယ်လို့အိမ်တော်ကွဲလာတဲ့သူတွေအကွဲတွေအပြဲတွေစိတ်ဆိုးဆင်းလာတဲ့အပူတော့ကမိတွေကိုကိုယ့်အိမ်ပေါ်ခေါ်တင်ထားတဲ့အခါမှာအဲ့ဒီအပူတွေကူးဆက်တတ်ပါတယ်ဒါအပြင်အမှုကိစ္စအမွေကိစ္စလေးတွေမှာအာမခံခေါင်းခံပြီးတော့လှုပ်ဆောင်ရမတင်တော့ကာလာဖြစ်ပါတယ်ခင်ဗျာနော်မိတ်ဆွေဒီအပတ်တာတော့ဒီမှာဆက်ပစ္စည်းရင်အပြုတ်အစုတ်တွေအပြက်တွေအဟောင်းတွေရှိရင်စွန့်ပေးပါရက်တက်နေတော့နာယီဟောင်းတွေရှိရင်စွန့်ပေးပါ ဒါဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစီတော့လာဖြစ်ပါလေ။နန်တူလေးတွေဖြစ်တဲ့တောက်ကြနန်လေးတွေတောက်ကြရက်လေးတွေမှာတော့ဘာကိုဖြစ်ဖြစ်အရင်ကြည့်တဲ့ကိစ္စတွေကိုသတိထားစဉ်းကျင်ဝတ်ဆင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားပါရစေ။အညိုရောင်တို့အဝါရောင်တို့ကိုသတိထားဝတ်ဆင်ပြီးဖို့လိုအပ်ပါတယ်။ရွှေဝယ်ထားရင်စုတာကောင်းပါလေ။ဝတ်လို့ရှိရင်တော့ကျိုးပဲ့တာမျိုးလေးတွေပျက်စီးတာမျိုးလေးတွေယန္တနာဖန်စီပစ္စည်းနဲ့ပတ်သက်ကြပြောက်တာမျိုးလေးတွေဆွမ်းလာလို့ ဆွဲဖြုတ်ခံရတာဒီလိုမျိုးလေးတွေနဲ့ပတ်သက်လို့ချင်းတတိထားဆင်ញင်ပြီးဖို့လိုအပ်ပါတယ်ဒါလေးကိုသတိပြုသွားပါဆွေမျိုးသားချင်းနဲ့ပတ်သက်လာလို့ရှိရင်ဖြစ်နိုင်ရင် ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တွေဟာတောက်ကြသားသမီးတွေအတွက်လိုင်စင်သာယူပြီးကတ်ထားလိုက်ပါနော်ဆွေမျိုးသားချင်းညီကိုမောင်နှမနဲ့ပတ်သက်ရင်နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးငွေကုန်ကြီးကြများတာမျိုးဆွေမျိုးသားချင်းနဲ့ပတ်သက်လာတဲ့အခါအဲဆွေမကင်းမျိုးမကင်းလေးတွေကြောင့်စိတ်ညစ်စရာလေးတွေကြုံရတတ်တယ်လို့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်စိတ်ဒုက္ခလေးနည်းနည်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တဲ့အတွက်တော့ဆွေမျိုးဆိုရင်စာလေးဝတ်ဆွေနဲ့ဆွေတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအဲ ဆွေမျိုးများရှိရာအဝေးရတော့ဆရာသင်းကြီးပြလာမလားဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ညီကောင်မောင်နှမတွေနဲ့ပတ်သက်ရင်တော့ဖြစ်နိုင်ရင်ဘာကိုဖြစ်ဖြစ်အလင်းစလို့မဆုံးဖြတ်ပါနဲ့ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ကျင်လဲစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတက်တယ်လို့အဲတတိထားမောင်းနေပြီလို့လိုအပ်ပါတယ်ဒါလေးပါပဲညံ့တာငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှမဆိုရှိလို့ဆောင်ရွက်ပါလက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲတောင်းဆိုတာမျိုးတွေပြန်လဲရရှိတတ်တယ်အထယ်အလေးလုပ်ငန်းတွေအကျိုးပေးပါတယ်ကွန်ပျူတာကဆိုင်ကဲ့ အစားကြည့်တာမျိုးလေးတွေခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးအားပါပါတယ်ပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမှာပါတယ်မိသားစုနဲ့ပတ်သက်ပြီးတော့အချိန်ပေးတာမျိုးဝေးကွာနေတော့မိသားစုတွေပြန်လဲစုံစည်းရတာမျိုးကြံကြုံရတတ်တယ်ငကူကတာသမီနဲ့ပတ်သက်ပြီးမရရှိသူတွေသူတွေတာသမီရရှိတာမျိုးလေးတွေ OA ချမ်းမြေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးပိုင်ဆိုင်တာမျိုး OA ချမ်းမြေ ဆောက်လက်စာတွေပြီးပြည့်အောင်ဆောက်ရတာမျိုးတွေကြုံအားတက်တယ်လို့ထီကန်ဆန်းလို့တဲ့မိတ်ဆွေများထီကန်ဆန်းလို့ကောင်းတော်လာဖြစ်ပါတယ်ခင်ဗျဆက်တူတော့မဟုတ်ပါဘူးတဦးနဲ့တယောက်တည်းထီကန်ဆန်းတာမျိုးတွေမိတ်ဆွေတို့ရဲ့ငွေကြီးနဲ့ပတ်သက်လို့ထီကန်ကောင်းတာမျိုးတွေတိုးတက်စီတော့လာဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေဟာအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ပြန်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်ပျောက်တော့သူ challenge တွေ့ပါလိမ့်မယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့ငကူကဝေးကွာနေတော့သူတွေဝေးကွာနေတော့သူများကိုပြန်လဲစုံစည်းရတတ်တယ် လူငယ်တွေအခြေရင်းနဲ့ပတ်သက်ရင်တော့ဒီလဟာမေတ္တာရိကမှာစုတ်ကောလက်ကောဝင်တတ်တဲ့အတွက်ချစ်သူကြီးစားရရှိတာမျိုးမိမိဖွင့်ပြောပြောဆိုတာမျိုးမိမိချစ်သူသမီးကြီးစားနာလေပြီးတော့အကြံစီကောင်းအကြံညာကောင်းတွေရရှိတတ်တော့လာဖြစ်ပြီးတော့အိမ်တော်ပြုခြင်းဆေးဆက်ခြင်းကြောင်းလန့်ခြင်းမင်္ဂလာဆောင်ခြင်းလူကြီးမိဘတွေ့ဆုံခြင်းတွေအားသာကောင်းမှုပြီးတော့ကံကောင်းစီတဲ့အတွက်မင်္ဂလာရက်ဆရာငယ်နာလာရွေးလို့ရပါတယ်ခင်ဗျကောင်းပြီဒီအလာတာတော်တွင်မှာတောက်ကြတာသမီးမိတ်ဆွေတွေဘာကိုဖြစ်ဖြစ် အကျိုးပေးစီတော့အရာလေးတွေဆိုလို့ရှိရင်တော့အာမခံကိစ္စတွေဥဆောင်လုပ်တဲ့လုပ်ငန်းတွေတိုးတက်စီပါတယ်ယာထုလုပ်ငန်းကိုင်ကနဲ့ပတ်သက်ယာထုတိုးတာမျိုးယာထုတက်တာမျိုးတွေဂျုံကတက်တယ်လို့ခီးသွားကိစ္စပြီးပပြီးတွင်းခီးသွားနဲ့ပတ်သက်တာလေးတွေရှိလို့ဆောင်ရလှုပ်ဆောင်မှအလုတ်ချနေသူတွေအလုတ်တဲ့ဂျိမ့်သေးပေါ့ရရှိမယ်လားဖြစ်ကြောင်းတက်လောက်ပြောကြားလိုက်ပါစီအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းတွေကိုပိုင်ဆိုင်ရာလုပ်ငန်းတွေမှာအကျိုးပေးပါတယ်ဒါပေမဲ့ အသက်ဆက်နေလို့တာမျိုးလေးတွေကိုတော့အားနည်းစီသလိုစက်တူလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်တာလေးတွေမှာတော့တတိထားစင်ကျင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်လည်းငွေကြီးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲကြက်တဲစီကမှုအစဉ်ပြေအောင်မြင်တိုးတက်မှုတွေရရှိမဲ့ကာလဖြစ်ပါတယ်ခင်ဗျာအဆောင်နေနဲ့ဆိုရင်ကျွန်းနဲ့ကို တိစိတ်တာမျိုးလေးတွေကျွန်းနဲ့ကိုငကားရုပ်ကလေးတွေထူဆောင်တာမျိုးတွေကျွန်းနဲ့နဲ့ပတ်သက်တဲ့အရာတွေကဒီလာတာတော့ဒီမှာအာတာကောင်းမှုတူတက်စီးသလိုမိတ်ဆွေတို့အနေနဲ့ဟိုပတိစိတ်တဲ့အခါမှာလဲကိုနှဝင်းဝင်လို့ရတယ်မိတ်ဆွေများကတော့ကိုနှဝင်းပတိစိတ်တာမျိုးကိုနှဝင်းမိုးလင်းမှတည်မယ်ဆိုတဲ့အတိုင်းအခက်အခဲတွေပြေးလာလေပြေပျောက်စီဖို့အတွက်ကိုနှဝင်းပတိစိတ်တာမျိုးလေးတွေကိုရအတိတ်တံဝင်တာမျိုးလေးတွေအာတာကောင်းမှုတူတက်စီတော့လာဖြစ်ပါရဲ့ဘာသာရေးတို့ဆိုင်ရာဒီဖျားစင်းလူတော်ဒီဖျားပုံတော်ဒီရုပ်ပုံတော်ဒီ ဝင်လာတတ်တယ်ဖုန်ကြီးယဟန်အဝေးကဖုန်ကြီးယဟန်နေကြွာလာတာမျိုးအလူခံပုံကူတွေမိမိအိမ်ကိုမထင်မှာပဲရောက်ရှိလာတာမျိုးအိမ်မက်မှတ်တာမျိုးတွေရရှိလာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းလို့ကောင်းပါတယ်အချိုးပေးသောကဏ္ဍအခရာဆိုဆရာပြောပြပါမယ်ခုနှစ်ကဏ္ဍနှစ်ကဏ္ဍကိုကဏ္ဍနေအချိုးပေးပါတယ်တကယ်လို့မှမိတ်ဆွေဟာအဲ့ဒီလုံမှမကြိုက်ဘူးဆိုလို့ရှိရင်ဆရာတို့ဥမာပေါ့6နဲ့စာပြီး3နဲ့ဆုံးနဲ့ကဏ္ဍ6ဖြစ်အောင်လို့2နဲ့စာပြီး9နဲ့ဆုံးနဲ့ကဏ္ဍ သို့မဟုတ်လို့ရှိရင်ချစ်နဲ့စာပြီးတင့်နဲ့ဆုံးနဲ့ခဏဒီလိုမျိုးကိုအတွဲလေးတွေဟာမိတ်ဆွေတို့အတွက်ကံကောင်းအားသာတိုးတက်စေပါれခမ။အဲမိတ်ဆွေတို့ဒီမှာအဘပုံမင်းကောင်အနေနဲ့ပတ်သက်ပြီးတော့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်လှူတဲ့တန်းတဲ့ပုဂ္ဂိုလ်များရှိတဲ့အခါမှာအောင်မင်းကောင်ကိုစေးလိတ်လှူပြီးတော့လူရဆူတောင်း sorry အောင်မင်းကောင်ကိုစေးလိတ်တို့လက်ဖက်တို့လှူပြီးတော့လူရကိုဆူတောင်းရင်ကျင်းသေးပါပြည့်မယ်ဆိုတဲ့ဆူတောင်းပြည့်မယ်ဆိုတဲ့လာဖြစ်ပါတယ်အယုံကြည်တော့မလုံပါနဲ့အယံကြည်လည်းအယုံကြည်မသေးပါနဲ့မယုံကြည်ပဲလည်းမနေပါနဲ့လှုပ်ကြည့်ကြည့်ပါ เนาะဒါဆိုရင်ကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်အကျိုးပေးသော အရာအနေနဲ့ဆိုရင်တော့အနီရောင်မိုးပြာရောင်အပန်းရောင်ဟာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုစေပါတယ်အကျိုးပေးသောနေသားဆိုရင်တင်းလာသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လို့တာဟာကံကောင်းတိုးတက်အသာစီပါတယ်အိုးအိမ်ချမ်းမြေမြေရဝယ်လို့ကောင်းပါတယ်ရောင်းလို့ကောင်းပါတယ်ပြောင်းလို့ကောင်းပါတယ်ရွှေ့လို့ကောင်းပါတယ်အဋိဌံပြုလို့လို့တပါဆိုရင်ကိုရတတီမိမိယုံကြည်တတ်ဝင်သောဘာသာတရားတစ်ခုခုအဋိဌံဝင်ပါကံကောင်းမှုနဲ့ကျင်းတည်ရရှိတတ်သောလာဖြစ်ပါတယ်အဆက်ဆက်ရရအကျိုးပေး ကံကောင်းစီတို့အရက်ဟာအခြေစူးစူးရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အနောက်ရက်ဖြစ်ပါတယ်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာအဆက်ဆက်ရရသတိထားစင်နေရမှာတော့တောက်ကြတောက်ကြရင်တွဲလောက်တာမျိုးတွေသတိထားပါအဲအရှိတောင်တောင်ရက်ကိုခီးထွက်တာမျိုးကကံရဲ့အားနည်းမှုကိုရရှိတတ်ပါတယ်ကြွားတာမျိုးအလှမျိုးအချွေရွှေတွေဆွဲတာမျိုးစိန်တွေအဆရှိတာတွေတမိုးကြည့်တာတွေခန္ဓာကိုယ်မှာစင်မြန်တဲ့အခါမှာကြပြောက်တာမျိုး တခုခုခံရတာမျိုးအလူခံရတာမျိုးလေးဂျုံအပ်တတ်တဲ့အတွက်တော့ဓာတ်မှုရှိတဲ့အရာတွေကိုတိုးတိုးတိတ်တိတ်ဒိန်းတာပါမဒိန်းတိုင်ဆရာလာပြီးတာပါဆရာဒိန်းပြီးတာပါမယ်ခင်ဗျာကောင်းပြီဆိုတော့အဆက်ဆက်ရရအစင်ပြီးအောင်ပြီးတိုးတက်စီပြီးကံကောင်းဇေယံအတွက်မိတ်ဆွေတို့ရဲ့ရောင်းကုန်လေးဝယ်ကုန်လေးအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဖဲချက်ကလေးတစ်ချက်နဲ့သို့မဟုတ်တာရော့ချက်လေးတစ်ချက်နဲ့သို့မဟုတ်ဂက်တုချက်လေးတစ်ချက်နဲ့ရိုက်ပုတ်ထိတွေ့ပြီးမိမိရဲ့ကုန်ပစ္စည်းတွေကိုရောင်းထွက်အောင် ဆူတောင်းလိုက်ပါရိုက်တဲ့အခါမှာအသက်အောက်ပြီးတော့ကိုးချက်တီတီရိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေပိတ်နေသောလက်တွေပြန်လဲပွန်လန်းစီပြီးတိုးတက်နိုင်ပါတယ်အထယ်လိတ်လုပ်ငန်းနဲ့ပတ်သက်တာတွေတီတီဖနက် online social media နဲ့ပတ်သက်တာတွေထင်ပေါ်ကြော်စောခြင်းနဲ့ပတ်သက်တာတွေပကြီးပခုဘေးတင်ဘေးရစမ်းကြံသေးုပ်ဆောင်နဲ့ပတ်သက်တာတွေငကောကညီကောင်မတော်မနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေတာမျိုးမိသားစုဝင်တွေနဲ့ပတ်သက်လို့တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်ချစ်တို့ဆောင်ရလှူဆောင်မှအားသာကောင်းမှုတိုးတက်ဈေးကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ကောင်းပြီဆိုတော့ဒါအပြင်ဒီအဖက်တာတော့ဒီမှာဒီလတာတော့ဒီမှာတောက်ကြသားသမီးမိတ်ဆွေတို့အဆက်ဆက်ရရအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိရဲ့ပတ်စံအိတ်အတွင်းမှာ200ရံလေးတရွက်ကို၄កောက်ရှိုးပြီးတော့တတိကံလိုပုံစံလေးဆရာတို့200ရံလေးတရွက်ကိုဒီလိုပေါ့၄កောက်ရှိုးပြီးတော့၄កောက်ရှိုးပြီးတော့ plastic အထက်ထည့်သွားပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းမှာဆောင်သွားပြီးအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်စေပြီးကံကောင်းစေပါတယ် ဆက်ဆက်ရရအစဉ်ပြေစီရင်ပြုလုပ်ရမယ်ရေရရာနေနဲ့ဆရာမိတ်ဆွေတို့ဒီလတာတော့ဒီမှာတောက်ကြသားသမီးတွေအဆက်ဆက်ရရကံကောင်းစီပြီးငွေကြီးကံအားကောင်းစီရန်ပြုလုပ်ရမယ်ရေရရာနေနဲ့ဆိုရင်တော့ဆရာတို့လီပိုပလင်းတစ်လုံးပေါ်မှာလီပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးလိုက်ပါလီပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဈေးဆိုင်လုပ်ငန်းအမြင့်တနေရာမှာကိုရတီတီဖျောင်းနိုင်ထွင်ပါခင်ဗျဒါဆိုရင်မိတ်ဆွေတို့နည်းတီလာရှင်ဝေ့လိုက်တော့တယ်ဆရာကအသင်ငန်းမို့ဆိုင်မယ်တီလာရှင်ဝေ့တယ်ဝတ်စုံဖို့ ဆိုတော့နော်ကိုရက်တီတီအထိတ်ချောင်းဝင်လိုက်ပါ။ sorry ကိုရက်တီတီဖျောင်းနေတဲ့ဒီမှာဆရာပြန်ပြောပြပါမယ်။တောက်ကြသားသမီးတွေမိတ်ဆွေများဒီတလတာတော့ဒီမှာငွေကြေးကန်ကောင်းစီပြီးအဆတ်ဆာရရအစင်ပြီးအောင်ရင်တိုးတက်စီရင်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုလစ်ပိုပလင်းလုံးပေါ်မှာလစ်ပိုလစ်ကလေးပိုကငါလေးငါလာကန်လို့ရေးလိုက်ပါ။လာကလေးပန်ကငါလေးငါเนาะလစ်ပိုပလင်းလုံးပေါ်မှာလာကန်လို့ရေးပါ။ရေးပြီးသွားတဲ့အခါမိတ်ဆွေတို့နေနဲ့အဲ့ဒီရမိတ်ဆွေတို့ရဲ့ဈေးဆိုင်လုပ်ငန်းအိမ်အမြင့်တနေရာပေါ်မှာတင်ပြီးတော့ ဖျောင်းနိုင်ကိုရက်တတီထွင်းလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းလာပါလိမ့်မယ်ဆရာရဲ့ဖျောင်းနိုင်အယောင်ကွဲသလားလို့မေးရင်ဆရာဖျောင်းနိုင်နေအယောင်ရဲ့အကျိုးတက်ရောက်မှုတွေပြောပြပေးမယ်ငွေကြေးကိစ္စပတ်စံကိစ္စနဲ့ပတ်သက်ပြီးအစဉ်ပြေခြင်းနဲ့ဆိုရင်တော့မန်နီခလာဖြစ်တဲ့200တန်မရှိရင်20တန်လည်းရပါတယ်ခင်ဗျာနော်ထိုင်းဘတ်ဆိုရင်2ကျပ်တန်လည်းရတယ်နော် မဏိခလာဖြစ်တဲ့အစိမ်းရောင်ကိုတင်ပြီးထွင်ပါကိုရတတိငွေကြီးကန်ကောင်းပါလေလက်လာပါနဲ့ပတ်တန်ရင်တော့အဝါရောင်ကိုထွင်ပါခင်ဗျအတိုက်ခိုက်နဲ့ပတ်တန်အနီရောင်ကိုထွင်ပါလို့ဆရာကပြောရင်းနဲ့ကဲတောက်ကြသာသမီမိတ်ဆွေတွေအားလုံးဒီ2025လပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါ တက်နေတဲ့ဘိုးလက်ဝီဖြုတ်ခဲ့သူစီးစိန်ဥစ္စာတွေတိုးပွားလို့အောင်မြင်မှုအပေါင်းတရဖို့ဆောင်ကြပါစီခင်ဗျကိုစီကိုစီတောက်ကြသာသမီအားလုံးဘေးပြရာတွေဝေးကွာလို့ဒုပိတ်တန်တော်တက်တန်တော်ယောဂကံတော်ဆိုတော့ကကြီးသုံးပါဘေးရန်သူမျိုး၅ဘက်ဘေးကနေကင်းရှင်းကြပါစီလို့ဆရာကဒီကနေအားလုံးကိုလိုက်လိုက်လဲလဲမေတ္တာပို့ရင်းနဲ့စနေဒီဆရာနောက်ရမှာဟောရင်ကောင်းလားလို့